စကားမများမပြောဘဲနဲ့အလုပ်ပဲစူးစမ်းပြီးတော့ Miss World မှာတော့တာတီစင်းဝင်သွားခဲ့တဲ့ခေစားခင် အားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနျူဘေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေလူရဲတော်ရဲကိုတူအပ်လွင်က18နှစ်ရွယ်သားရှိသေးတဲ့အလှမယ်လေးကိုမစ်ဆွာမြန်မာမှာရှင်ပြိုင်မှုအတွက်ရွေးချယ်ခဲ့စဉ်ကတော့ဖြစ်နိုင်ပါမလားဆိုတဲ့တန်တရားတွေရှိခဲ့ကြပါသေးတယ်။အခုတော့ကိုတူအပ်လွင်ရွေးချယ်တဲ့အလှမယ်ကတကယ်ရည်ချင်းရှိသူဖြစ်ကြောင်းပြည်သက်တွေလည်းလက်ခံလာကြပါရစေမြန်မာကိုစားပြုလာမယ်ဖြစ်မစ်ဆွာ2025မှာတွားရောက်ရှင်ပြိုင်နေတဲ့ခေစားခင်ကတော့တာတီတဲလက်ဖိုင်နယ်ကိုဝင်ရောက်ခွင့်ရသွားခဲ့ပါပြီ။ပုံများများရတိုင်းရွေးချယ်လေးမရှိတဲ့မစ်ဆွာပြိုင်ပွဲကြီးမှာနိုင်ငံပေါင်း ်များစွာကအလှမယ်တွေလာရောက်ရှင်ပြိုင်ကြပါရည်ဒီထဲမှာတော့ခေစာခင်ကအသက်ငယ်ဆုံးအလှမယ်တရားဖြစ်ပြီးတောတာတီနီယာကိုရောက်ရှိသွားခဲ့ပါရည်ခေစာခင်ကအခြားသောအလှမယ်တွေထဲတားတဲ့အရေးချင်းတွေရှိတရာကိုနိုင်ငံတကာကအလှမယ်ပရိသတ်တွေလည်းတည်ထားမိကြပါရည်ခေစာခင်ကအိန္ဒိယနိုင်ငံ ဟိုက်ဒရာဖက်မြို့မှာတယောက်တည်းတောက်ရောက်ရှိပြန်နေတာဖြစ်ပြီးတော့သူ့ကိုကူညီပေးမဲ့သူတွေလည်းမပါဝဲပါဘူး။မင်းစွာပြန်ပွဲမှာ National Director တွေလည်းလိုက်ပါခွင့်မရပဲအလားမဲ့တယောက်တည်းပဲစာဆုံးစီစဉ်ရပါတယ်။ဆရာတို့ကသူ့ရဲ့တပည့်တွေတောက်ပြန်တဲ့ခါအစအစအရာပံ့ပိုးတဲ့သူဖြစ်ပေမဲ့လည်းပြန်ပွဲစည်းကမ်းရတော့လိုက်ပါခွင့်မရခဲ့ပါဘူး။ဒါပေမဲ့ခေစာခင်ကိုချိန်ရှားတွေလည်းဆွဲပေးလိုက်ပြီးတေချာလေးချင်းတင်ကြားပေးလိုက်တာကြောင့်အခုဆိုရင်တော့ခေစာခင်ကိုနိုင်ငံသားကအလားမဲ့ပေးတွေကတောင်းမှတရားမိလာကြပါတယ်။ကိုတူရလေးကတော့သူ့ရဲ့တပည့်လေးကတယောက်တည်းလေးအောင်မြအောင်ကြိုးစားနေ သူဖြစ်လို့ဆရာတယောက်အနေနဲ့ဂုဏ်ယူနေရပါတယ်။ခိစာခင်ကစကားနည်းနည်းပဲပြောပြီးတော့အလုံးများများလို့သူဖြစ်ပြီးအလုံးနဲ့ပဲရေချင်းတွေကိုဖော်ပြတတ်သူပါ။ဝိနာတရပူကိုမရရင်ယူသွားလိမ့်မယ်လို့လည်းမပြောသလိုရှောက်ကိုရအောင်စူးစမ်းမယ်ဆိုပြီးတော့လည်းပြောသွားခဲ့ပါဘူး။ သူ့ရဲ့စူးစမ်းမှုတွေနဲ့ပဲဖော်ပြခဲ့ပြီးတော့တော်တာဒီနီယာကိုရောက်သွားခဲ့တာကြောင့်ခိစာခင်ဟာတကယ်စူးစမ်းတဲ့သူဆိုတာလက်ခံလာကြပါတယ်။ခိစာခင်ဟာအိန္ဒိယနိုင်ငံကိုလည်းတယောက်ထဲသွားပြန်သလို National ကော်ကျူးပြန်ပွဲမှာလည်းခိစာခင်ဟာဘီနာမှာကုညီမဲ့သူမရှိဘဲနဲ့ဝက်ဆောင်ရဲ့စိတ်ပိုင်းတွေကိုတယောက်ထဲဝစ်ဆင်ခဲ့ပါတယ်။သူကနောက်ွယ်ကနေလိုက်လံပံ့ပိုးပေးမဲ့သူမရှိဘူးဆိုပြီးတော့အားငယ်မနေဘဲနဲ့ယုံကြည်မှုရှိရှိလုပ်ပြသွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ခိစာခင်ရော Miss War CEO နဲ့တောင်မှတွဲဆောင်ခွင့်ရခဲ့တဲ့အထိပေါပေါမြမြရှိလာပါတယ်။အခြားသောလမ်းတွေလို့သူများရဲ့ ူနာကိုရအောင်ခက်ခဲတွေကိုညီးပြတတ်သူလည်းမဟုတ်ပဲလေသူတယောက်တည်းစာဆုံးလုပ်သွားခဲ့တာကြောင့်အသက်18နှစ်နဲ့အရေးချင်းရှိတယ်ဆိုတာဒီလမင်းမျိုးကိုခေါ်တာဖြစ်တဲ့ကြောင်းသိသွားကြပါတော့တယ်တဲဆူငင်ကမေးစွဲ international မှာအသက်18နှစ်ရွယ်နဲ့တွားရောက်ရှင်းပြိုင်ခဲ့သူဖြစ်ပြီးစကန်ဝနာအဆုကိုရခဲ့သူပါဒါကြောင့်မေးစွဲမှာပြန်ကြည့်ရင်တော့သူ့ထည့်စာပေါင်းများစွာစူးစမ်းနိုင်မှာဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်အခုတော့ခီစာကတဲဆူငင်ထက်တော်မှာစာပေါင်းများစွာပို့တင်နေသူဖြစ်ပြီးတော့သူ့ထည့်လည်းစာပေါင်းများစွာပို့ပြီးတော့စူးစမ်းနေပါတယ်ဂျမားလေးလေ င်မလုပ်သလိုတည်တည်ငြိမ်ငြိမ်နဲ့စ조사နေသလိုသက်ဆွန်ငြိမ်တဲ့ပို့တော်တွေဆိုတဲ့မှတ်ချက်တွေတောင်မှရနေပါတယ်ပြင်ဆင်ချိန်နှစ်လအတွင်းမှာအမြဲပြင်ဆင်ရရပေမဲ့ရီစာခင်ဟာ project ကိုလည်းကောက်ကောက်လုပ်နိုင်သွားတဲ့သူပါမေစွာပြန်ပွဲဟာပညာရေးချင်းတွေကပါထည့်သွင်းစဉ်းစားတတ်တာကြောင့်တော်ယုံလမေကတော့ဝန်ထမ်းရမှာမဟုတ်ပါဘူး ခေစားခင်အမေစွာပြိုင်ပွဲမှာ top final နေရာကိုရပြီးတော့စုတစုကိုရှောက်နိုင်ခဲ့ရင်တော့မြမလမယ်တွေကြားထဲမှာ ranking အမြင့်ဆုံးအလှမယ်တရားဖြစ်လာတော့မှာပါအသက်18နှစ်ရွယ်သားရှိသေးပေမဲ့လည်းတကယ်ကြိုးစားတာကြောင့် top တာဒီနေရာကိုရသွားခဲ့တဲ့ခေစားခင်ကိုပြိသက်ကြီးရောအပိမာလာဆိုတာ comment မှာပြောခဲ့ပေးပါဦးရှင်ကြည့်ရှုအပိခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်